ဒင်းမနာပဲပေါ့အဓိကကတော့အဲ့ကိုသားကြီးရဲ့ဟိုတူလေးရဲ့တာကြီးညမရဲ့ရောက်မပေါ့နော်သူတမိသားစုလုံးကမြေကျွန်းသွားတာလေလေးလေးတက်ရှိတာသူတို့အောက်ဆုံးတက်တစ်ထက်လုံးကျွန်းသွားပြီးတော့အဲ့ဒီအကုံလုံးပေါ့အကုံလုံးပါသွားပေါ့နော်ငားရဲ့မြောက်နေမှာမှာတက်ဘော်ကြီးဖော်လို့ရပေါ့ဖော်တဲ့အခါမှာအဲ့ဒီဟိုမိသားစုအဲ့ကောက်မလေးရလေထွက်ပြေးတဲ့မလွတ်တာအပြင်းသားရောက်ခံနေပြီတဲ့မလွတ်တာအဲ့လိုထွက်ပြေးတဲ့အချိန်မှာလေ ကလေးတွေအကုန်လုံးကိုလေအုပ်ထားအော်စာပြင်းမနာပဲပေါ့အဓိကတော့အေးကိုသားကြီးရဲ့ဟိုတူလေးရဲ့တာကြီးညမရဲ့ရောင်းမပေါ့နော်သူတမိသားစုလုံးကအဲ့ဒီမှာသူတို့ဘလို့ဟာမြေကျွန်သွားလေလေးလေးတက်ရှိရသူတို့အောက်ဆုံးတက်တစ်ထက်လုံးကျွန်သွားပြီးတော့အဲ့ဒီအကုန်လုံးပေါ့ဟွာ လို့အကုန်လုံးပါသွားပါတော့။အဲတကယ်တော့အဲ့တော့လေဟိုကိုသားကြီးရဲ့တူလေးဆို10နှစ်ပဲရှိသေးတယ်။အဲ့ဟိုဘက်ကဟိုညီမလေးဟိုစာရောင်းမမိသားစုဆိုလဲရှင်လေသူတို့ကကောင်မလေးကဟိုဟာဟိုဆိုအဲ့အကြီးကောင်မလေးက12တန်း12တန်းသူမိဘတွေရင်ကျိုးတာပဲ12တန်းကိုဖြည့်ပြီးတော့သူကအဲ့ပြန်လာကောင်မလေးကအရန်စာတော့ audio ရဲ့ ဆိုအဲ့လိုမျိုးအဲ့ဒါရဲနောက်ကလေးမလေးတယောက်ခွန်တန်းနောက်တစ်ယောက်ကကျတော့အဲ့ဒီကုသားကြီးမိလေးနဲ့ရွယ်တူရတာသူတို့ရဲ့အထုံတွေဘလောက်ပါလဲဆိုရင်အဲ့ကလေးအဲ့မိသားစုနဲ့အဲ့ကလေးနဲ့ရတော့အဲ့ကလေးကလည်းသူ့အဖေဖုန်းကြီးဝတ်မယ်ဆိုတော့အဲ့ဒါသူကဟိုဘက်အိမ်မှာအဖိုးအိမ်မှာနေရနေတက်ခေါ်လာပြီးတော့သူ့မိရသူ့သမီးနဲ့အဲ့ဟိုဟာနဲ့ခေါ်ပြီးတော့အလုတ်သွားတယ်အဲ့ဒါအလုတ်သွားတယ်ပြီးတော့သူ့အဖွားကလည်းအဲ့အဲ့အဲ့ကိုသားကြီးမြည်ရဲ့အဖွားပေါ့ဟိုဘက်ကအဖွားပေါ့နော်အဲ့အဖွားကလည်းလေဟွာတဲ့ အကြော်ကြော်ဘိုးတဲ့ကြက်တော်ညီလှီးခိုင်းမလို့ကလေးကိုခေါ်လိုက်အဲ့လိုခေါ်လိုက်လဲလွတ်သွားမှာသိလားအဲ့ဒါအဲ့တဲ့ခေါ်မလို့အေးနောက်ပါငါမိလေးတနာပါတယ်ပေါ့သူကသူဆော့နေပါစေဆိုပြီးတော့အဲ့ဒါအဲ့ဒါဟိုဘက်အိမ်ရလဲလေဟဲတဲ့တားလေးတဲ့လားတဲ့ဟိုကဗာလဲငါတည့်တည့်တုတ်စားကြမယ်ဆိုအဟုတ်ကဲ့ဆိုသွားတာအဲ့မှာသူ့ညမဝင်းကလေးတယောက်နေရရောက်နေတာအဲ့ဒါအဲ့ကောင်မလေးကအဲ့6နှစ်သမီးလေးကအဲ့မှာပကတ်စီးနေတာ အကကစည်းနေဆိုဒီဘက်ကိုရောက်လာတယ်ဒီဘက်ကိုသူကရောက်လာပြီးတော့အဲ့ဒီအချိန်မှာဒီဘက်ကလည်းအဲ့တူလေးတယောက်ကအဲ့ရောက်နေတာအဲ့တူလေးကသူတို့တရေတီးတုတ်စားမယ်ဆိုပြီးတော့အဲ့ရာသူကလေငပိထွက်ဖို့တာခဏလေးပဲဝုန်းဆိုပြီးတော့လေဟာဖဲလိုက်တဲ့အချိန်မှာအာလေသူကလွတ်သွားတယ်ဟိုကလေးဒီပါသွားတာပေါ့အဲ့လိုမျိုးအကုန်လုံးပါသွားခြင်းပါ အခုအဲ့ဒီဟိုက9ရက်မြောက်နေမှာမှဒက်ဘော်ကြီးဖော်လို့ရပါဖော်တဲ့အခါမှာအဲ့ဒီဟိုမိသားစုအဲ့ကောင်မလေးကလေထွက်ပြေးတဲ့မလွတ်တာအပြင်းသားရောက်ခံနေပြီတဲ့မလွတ်တာအဲ့လိုထွက်ပြေးတဲ့အချိန်မှာလေကလေးတွေအကုန်လုံးလေအုပ်ထားအုပ်ထားပြီးတော့လေအဲ့ဒါအဲ့မိသားစုကရုပ်ပြက်တဲ့ရုပ်တော်တော်ပြက်သွားတယ်လေသိလားတိုက်ရလေအဲ့ Facebook တွေပိုင်းမှာတက်လာရင်လေအဲ့သူများတွေအလိုပိတ်မိနေတယ်မြားကဲအားအကြီးတိုင်းမှာငုံငုံငုံ အဲ့အဲ့ကလေးတွေလေးဘွားနေပြီးတော့ဖုန်းဆက်တော့လေလေးတာရခုသမီးရွယ်သူလေးလေးအဲ့ကလေးလေး၆နှစ်သမီးလေးပါသွားတယ်ဆိုတော့တာကြီးလေးဘလို့မှမခိုင်အဲ့မှာသူကလာပြီးတော့နှုတ်ဆက်တယ်တိလာမာကြီးတဲ့အဲ့အဲ့အဲ့မိသားစုလိုက်ပါသွားတဲ့ကလေးလေးအကောင်လေးရလေရွယ်ဘွားပဲ30ကျော်လောက်ပဲရှိသေးရလေမာကြီးတဲ့ตัวดีโลเว้ยดีโลเว้ยเปียงๆเลยเนี่ยแหละเนาะ ไอ้ damage ตู้เม็ดลงอ่ะงูเม็ดลงเลยไอ้มองเลยเอ่อหัวตาอะไรนิ่งๆไข่เนี่ย အမျိုးသားပါအော်ဒီသားလေးဆိုပြီးတော့ပြောပြကြောင်ပြတော့ဘာမှမပြောနိုင်နောက်မှလေဟဲ့သူမိသားစုကုန်ပါวะပဲဟဲ့အဲ့ဒါဆိုသားတွေ့လားပေါ့ဆိုသူကမေးချင်ပါတွေ့တယ်တဲ့တမကြီးရဲ့တဲ့ယူအဲ့လိုမျိုးပေါ့လေသူတို့ကထွက်ပြေးလာတာထွက်ပြေးလိုက်ပြီးမမိတာတိမဲ့ကန်ချင်မှာပါတော့အဲ့လိုမျိုးတန်းကြီးကပြီးပြီးတော့အဲ့ဟာကိုအမေဆိုတဲ့ဟာနဲ့အကုန်လုံးဖတ်ထားအဲ့လိုမျိုးကလေးတွေရောအမေတွေရောအေးအဲ့လိုမျိုး အလုံးပေါင်းဘယ်နှယောက်လားကိုသားရဲ့ဘက်ဆိုရင်ကိုသားရဲ့ဘက်က2ယောက်ဟိုဘက်က9ယောက်9ယောက်အင်းဟိုဘက်က4ယောက်4ယောက်6ယောက်ငွေတော့တော့ငွေတော့6နှစ်ကိုသားရဲ့ဟိုကမြီးတော်အဲ့ပေါ့မြီးတော်ပေါ့6နှစ်6နှစ်ပြီးတော့ဟိုတော့10နှစ်ဘယ်လိုခေါ်မလဲတော့ဟိုဟာလေအညွတ်အဖူးလေးတွေလေအဲ့တော့ဟိုဘယ်လို့ ို့သားကို့သားသမီးနဲ့ကို့တိုင်းမှာသမီးလေးရှိအောင်နော်အဲ့ဒါလေတိုက်ရအရန်အဲ့ကလေးလေးကသူတို့ကန်ချင်မှာသူတို့မသိဘူးလေပက်ခက်လေးစီးနေနှစ်မိနစ်အတွင်းမှာဝုန်းဆိုပြီးတော့သူတို့ဘာဖြစ်သွားမှန်းတော့သူတို့သိမှာမဟုတ်ဘူးနော်အဲ့ကို့သားကြီးဟိုမြည်အကြီးလေးရဆယ်နှစ်သားလေးရကြတော့ဘာတန်ရမှမရှိဘူးတက်ရှူပိတ်ပြီးတော့တည်ရလို့ပြောရင်ထဲမှာကလေအဲ့ရက်ကဆိုလို့မငိုလဲမခွန်နိုင်မလဲဆို့တည်လား အရန်ဆို့ပြီးတော့လေရင်ဘတ်ကြီးဘလူတွေဖြစ်နေမှာမသိဆိုတော့အဲ့ဒီမနေ့ကအဲ့ကလေးတွေကိုအဲ့လိုမျိုးအဲ့လိုကြားလိုက်တဲ့အချိန်မှာလေအဲ့ကလေးလေးကပခတ်စီးနေတာဆိုတော့အဲ့ရသမီးကပခတ်အရန်ကြိုက်တာလေဆိုတော့လေရင်ထဲမှာတော်တော်စိတ်မကောင်းဖြစ်ရတယ်တော်တော်လေးကိုရင်ထုမနာလည်းဖြစ်ရတယ် အလုံးမိသားဟိုမိသားစုတစုလုံးပါသွားတဲ့ကလေးလေးဆိုလို့အဲ့အဲ့ကောင်လေးဆိုလို့ရှိရင်လေသူ့ကိုမြင်တာနဲ့လေအဲ့အဲ့ကောင်အဲ့ကောင်မလေးရဲ့မောင်ရလေလေမာကြီးဆိုပြီးတော့လေသူကအမအကိုအားကိုးနေရအဲ့ဒါလေတော်တော်ကြီးခွဲရတာပေါ့နော်အဲ့ဒီမှာအထုံပါမှာဆိုလို့ဟိုဘက်မိသားစုလေးရဲ့ဒီကလေးရဲ့ဟိုဖမောကတက်တက်စီလေးခွဲပြီးတော့တရဏဂုံတင်ပေးရပါပေါ့ တက်တက်စီလေးခွဲတရဏေကုံတင်ပြီးရခါကြတော့တိုင်းလို့ဆရာ ပြောလေဟိုဒီကလေးလေးရဲ့ဓာတ်ပုံလေးကိုအေးချာလို့ပေါ့ထေကြီးပါဆရာတော်ကြီးတွေနဲ့ဟိုကပထန်းလေးရွတ်ပြီးတော့နောက်ဘဝတွေမှာဒီလိုမျိုးအထုံအေးဆက်မပအောင်ပေါ့အဲ့လိုလေးလုပ်ပြီးပါဆိုအဲ့လိုလေတိုင်းကြီးလဲဓာတ်ပုံလေးကလေးဓာတ်ပုံလေးတွေယူလာတယ်ယူလာပြီးတော့ဒီတိုင်းတို့ဆရာတော်နဲ့လေတေးသေးချာချာလေးဆုံးကပ်ပြီးတော့လုပ်ပြီးမှာအဲ့လိုမျိုးပေါ့ တည်သွားတဲ့လူတွေအတွက်ကြံခဲ့တဲ့သူတွေကဘာလို့ပေးရမှာလဲဆိုတော့ကုသိုလ်ကောင်းမှုတွေလုပ်ပေးရမှာလေသူတို့ရသည်ဖြစ်စီမရသည်ဖြစ်စီသူတို့ကိုယ်တွေကအနောက်ကနေလုပ်ပေးရမှာတာကြီးတို့လည်းအဲ့လိုမျိုးပေါ့အခုဒီဗမာပြည်တပြည်လုံးမှာရှိတဲ့ဒုက္ခရောက်နေတဲ့သူတွေအကုန်လုံးကတာကြီးတို့ရဲ့ဆွေမျိုးတွေပဲလေဟုတ်တယ်မလားအတိတ်ဘဝတော်ခဲ့တဲ့ဆွေမျိုးတွေပဲအဲ့ဒီအတွက်တာကြီးတို့လည်းဖျားရှိကိုယ်တိုင်းအဲမေတ္တာပို့ရအမျှဝေးတယ်ဆုတောင်းတယ် เนาะအဲ့တော့ဟိုဘယ်လိုခေါ်မလဲဆိုတော့အားလုံးအားလုံးပေါ့ဖြစ်ပြီးလားဖြစ်ပြီးသွားပြီအဲ့လိုနှစ်မိနစ်အတွင်းလေနှစ်မိနစ်အတွင်းဖြစ်ပြီးသွားပြီဆိုတဲ့အတွက်အာဥစားကောင်းကောင်းတာတွေပဲတာကြီးတို့တွေဆက်လုပ်ကြမယ်လေအဲ့တော့အားလုံးဟို ာတင်ထားပါအာတင်ထားပါဟိုဘာပဲပြောပြောပေါ့လေဟိုဒီလိုမျိုးဖြစ်သွားတဲ့သူတွေအတွက်နောက်ွယ်ကနေကိုတွေကကောင်းမှုကုသိုလ်တွေဆက်ပြီးလုပ်ရမယ်ကောင်းတာတွေလုပ်ဖို့အသက်ရှင်နေတယ်ယူဆပြီးတော့အားလုံးအာတင်ပြီးတော့ဆက်ပြီးကောင်းတာတွေပဲလုပ်ပြီးသွားကြပါလို့အာတာကြီးရဲ့နေစဉ်ပြွားရဲ့ဒနာကုသိုလ်တိလာကုသိုလ်ဘာဝနာကုသိုလ်တွေကိုတိုင်တယ်ပြီးတော့တစ္ဆာဆိုပါတယ်နောက်ပြီးရဲ့အခါကျတော့ဆုတောင်းပေးပါတယ်အားလုံးကိုလည်းညှပ်ပေးပါတယ် မြန်မာပြည်တပြည်လုံးကမ္ဘာသူကမ္ဘာသားတွေအားလုံးအားလုံးကကြီးတုံမှာကြုံနေနိုင်ကြပါစီရှင်